ားလုံးပဲမိလာပါ Ophelia Storytelling ကနေပြီးတော့ပြန်လည်လိုက်ပါတယ်1949ခုနှစ်လောက်မှာအီဆက်တဲ့ရုရှားနိုင်ငံအတွင်းမှာရုရှားလူဝတ်ဌာနတစ်ခုကစံတပ်မှုတစ်ခုလုပ်နေခဲ့ပါတယ်အဆိုရကသူတို့ကိုမိတ်ပေးရတာကလူစိတ်နဲ့ခန္ဓာကိုယ်ကိုမအိပ်ဖဲနဲ့ဘလောက်ကြာကြာထားနိုင်လဲဆိုတာကိုစံသက်ကြည့်ပေါ်ပါပဲအခုစီမံကိန်းရဲ့ရည်ရွယ်ချက်ကတော့ လူတယောက်ကို15ရက်ကြာအိမ်မောမချစေပဲထားနိုင်လားဆိုတာကိုအပြေရှားတိုင်မှုပဲဖြစ်ပါတယ်။ရုရှားတိတ်ပဲပညာရှင်ဖွဲ့ရအကျဉ်းသား9ယောက်ကိုတီးတဲ့စီမံထားတဲ့လူအခန်းကြီးတွေကိုထည့်ပြီးသူတို့ကိုယ်တိုင်ဖန်တီးရတဲ့ပိန်းငိုင်းစီတဲ့တမွေကိုစဉ်ဆက်မဖြစ်အခန်းထဲမှာဖြည့်ပေးလိုက်ပါတယ်။အခန်းထဲမှာတီဗီမရှိ၊နှာရီမရှိတိတ်ဆိတ်မှုတခုပဲရှိပါတယ်။အခန်းထဲမှာစားတော့ရေ အိယာတွေရှိနေခဲ့ပေမဲ့ဖောက်ပြီးမမြင်နိုင်တဲ့ဓာတ်ဝင်နေပြီးတော့သူတည်တနာပြူတွေကစောင့်ချနေခဲ့တယ်။မင်းရောက်နေကြတဲ့မှာတယောက်နဲ့တယောက်ကတိလဲမသိမရင်နှီးကြပဲနဲ့ဒူဒူဆူပြီးထဲထားခံရတာ။ပထမနေ့မှာအကျဉ်းသားတွေကမျောနှင်းချက်တင်နေပြနေခဲ့တာပဲ။သူတို့ဒူးချင်းစီဇလန်းနေပြောကြတယ်။ဆဲအကြောင်းနေပြောကြတယ်။သူတို့ဒီကိုဘလို့ရောက်လာတယ်ဆိုတာတွေပြောရင်မိတ်ဖွဲ့ခဲ့ကြပါလား။ ိသားစုတွေကိုတတိယရဲဆိုတော့မျိုးအစားပြောကြပြီးတော့တချို့ကတော့ဒီရက်တွေကိုနောက်ဆုံးရက်လို့ထင်ပြီးဝမ်းနေနေကြတယ်တချို့ကတော့ဒီစမ်းသမှုပြီးရင်အိမ်ကိုဘယ်လိုပြန်ရမယ်ဆိုတာကိုမျှော်လင့်ချက်ကြီးကြီးနဲ့ပြောပြခဲ့ကြပါတယ်ပထမ5ရက်နေ့ထိဒီရာအလုံးဟာအစီအစဉ်တခြားအေးစစ်စစ်ဖြစ်နေခဲ့ပါငွေမြောက်နေပါအချင်သာပြောက်ကစိတ်ဖောက်ပြန်လာပါတော့တယ်သူက အာခေါကိုချက်ပြီးတော့အော်ဟဲ့လိုက်စိတ်မနှံ့တဲ့လူတယောက်လိုမျိုးသူ့ရဲ့လေဘင်းကိုကုတ်ဖဲ့ပြီးအော်ဟဲ့နေခဲ့တာပါအခြားသူတွေကသူ့တားမြစ်တာတွေအောင်မလုပ်ကြပဲနဲ့ကို့နေရာလေးမှာပဲငြင်းငြင်းလေးထိုင်ကြည့်နေခဲ့ကြတယ်နောက်ဆုံးမှာအော်ဟဲ့နေခဲ့ကြတယ်ကျန်တာသူ့လေဘင်းကနေသွေးပန်းထွက်လာတဲ့အထိကုတ်ဖဲ့ပြီးတော့သူ့ရဲ့အတန်ကိုဆွဲဖြဲပြီးရနောက်ပိုင်းမှာ some all လေရောက်တော့ပါ အနားပြင်မှာစောင့်ကြည့်နေတဲ့စက်သားတွေကလည်းအဲ့ဒီအရာတွေကိုတိတ်တိတ်လေးမြင်နေရပါတယ်။ဆဲမြောင်နေမှာတော့နောက်ထပ်တအိုးကမိမိရဲ့အသားကိုတစားချင်းစီဆွဲဖြဲပြီးအထက်ကအယိုးတွေထိပေါ်နေအောင်ကုတ်ဖဲ့နေကြတယ်။တခြားသူတွေကလည်းဘာမှမကူညီကြတော့ဘူး။အစားအစာတွေလည်းမစားကြတော့ဘဲနဲ့အခန်းထဲကရေစုပ်ပိုက်တွေခြေမြောင်းနေတယ်ကိုသူတို့ရဲ့အသားတွေကိုပိတ်ဆို့ပြလိုက်တယ်။ 15ရက်မြောက်တဲ့နေ့မှာတော့တတိတနာဖွဲ့ရမဖြစ်မနေတကားဖွင့်လိုက်ရပါတော့တယ်။အတွင်းမှာတော့လုံသွားရောက်လုံးဝတစားစီဖြစ်နေပါပြီ။အသက်ရှင်နေသလားတည်သွားပြီလားဆိုတော့မပြတ်ထားအောင်ပါပဲ။လူတယောက်ကဘိုက်ခွဲပြီးတော့ဝမ်းပိုက်ကိုသူ့ရဲ့လက်နဲ့ဖြီးထားတယ်။နောက်တယောက်ကကိုယ့်ရဲ့အသားပိုင်းစတွေကိုကိုယ့်လက်နဲ့ပဲကုတ်ဖဲ့ပြီးစားတောက်နေခဲ့။ မျက်နာပေါ်မှာမျက်လုံးတွေမရှိတော့ပေမဲ့ဗလာဟင်းလေးမျက်နာပေါက်ကြီးရင်းနဲ့စစ်သားတွေကိုကြည့်နေခဲ့စစ်သားတွေဟာအသက်ရှိနေတဲ့လူထင်ရတဲ့လူတွေကိုအခမ်းအနဆွဲထုတ်တဲ့အခါသူတို့ကအော်ဟစ်ကြတယ်ငါ့ကိုမခေါ်ကြပါနဲ့ငါမအိတ်ချင်တော့ငါနူးနေဘူးလို့လေငါ့ကိုလွှတ်ပေးကြပါငါနူးနေမှရမှာဒီလိုနဲ့တယောက်ပြီးတယောက်အသက်မရှိတော့တဲ့အခါနောက်ဆုံးကြံနေခဲ့တဲ့သူကို ရုရှားသုတေသနပညာရှင်များမေးလိုက်တယ်။မင်းတို့လေမင်းတို့လေမင်းတီလားမင်းတီလားငါဘူးတယ်။ငါမေးမေးလေမင်းတို့ရဲ့စိတ်ထဲကအနှက်ရှန်ဆုံးနေရာမှာငါတည်ရှိနေမင်းတို့ဖုံးကွယ်နေရမောင်တူရငါပဲလေ။ဘာလို့ရှောင်ပြေးနေကြရလဲ။ငါမင်းတို့နဲ့တူရှိနေခြင်းရဲ့။ငါနောက်လာပါ et tu en es